ဘာစီလိုနာနဲ့အင်တာမီလန်ရဲ့ပထမကြော့ပွဲစဉ်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်ဖက်ကွာယိုလာကဗာပြောခဲ့တယ်ဆိုတော့ဘောလုံးပွဲစဉ်နိုင်တာဒီလိုဖြစ်နေမယ်ဆိုလို့ရှိရင်စတီဒီယံနေမှာလူပြည့်နေမှာပဲတဲ့ဆိုတော့အဲ့လိုတော့ညွှန်းအားလောက်တဲ့အထီးကိုအင်တာမီလန်နဲ့ဘာစီလိုနာရဲ့ပွဲစဉ်ကတကယ်ကိုကောင်းနေတယ်နှစ်ကြောပေါင်းပါဆိုလို့ရှိရင်တင်းရဲ့ twin goal ကအလုံးပေါင်း6 goal 9 goal နဲ့အတူတူပဲ Inter Milan က final ကိုတက်သွားတာဆိုတော့ဒီပွဲစဉ်ကောင်းတာက goal သွင်းတာများလို့လား ဘာလို့လဲဆိုတော့နှစ်သင်းပေါင်း3ငုံက73ကိုးတောင်ရှိရဲ့ဒီပွဲဒီနှစ်ကြော့တဲ့နေတယ်ဒါပေမဲ့ဒီရဲ့ပွဲစဉ်ရဲ့ကောင်းမွန်မှုက twin ကိုးတွေနဲ့တတ်မှတ်တာမဟုတ်ဘဲနဲ့ဒီနှစ်သင်းကြားမှာရှိရဲ့ mentality ပြီးတော့လို့ရှိရင် tactical discipline ဓာရီအပြင်ကိုကစားသမားတွေကကြားထဲမှာရှိနေတဲ့ resilient နေဓာရီကရေးပါလာတာအဲ့တော့ okay ဒီနေ့ဒီဗီဒီယိုက ဒီ Champion League အခုမှ အသစ်ပြောင်းလိုက်တဲ့ဒီရာသီမှအသစ်ပြောင်းလိုက်တဲ့ Champion League ရဲ့ historical သမိုင်းဝင်မဲ့ Inter Milan နဲ့ Barcelona ရဲ့ပွဲစဉ်ကိုအဓိက discuss လုပ်မှာလားဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှိရင်စလိုက်ကြရအောင် ွန်းမွေလည်းပြောရလို့ရှိရင်ဒီပွဲစဉ်နှစ်ပွဲစဉ်လုံးမှာနှစ်ကြော့စလုံးမှာပေါ့နော်အင်တာမီလန်နဲ့ဘာစီလိုနာဆိုတဲ့အနေထားမှာနှစ်သင်းစလုံးကဓာတ်ရိုက်တွေ့နေတာထိတ်တိုက်ကြီးတွေ့နေတာဘာလို့လဲဆိုတော့အင်တာမီလန်ဆိုတာကဒီချန်ပီယံလိမှာခံစစ်အကောင်ဆုံးအသင်းအင်တာမီလန်ရဲ့ခံစစ်ကဘလောက်တောင်ကောင်းတယ်လဲဆိုလို့ရှိရင်ချန်ပီယံလိပွဲစဉ်၅ပွဲပြီးတဲ့အထိတောင်မှအင်တာမီလန်ကလုံးဝပေးကုန်မရှိဘူးကြိုးစင်တာကအင်တာမီလန်ကချန်ပီယံလိပွဲစဉ်နော့ခေါဖေ့စ်မရောက်ခင်ကာလမှာဆိုလို့ရှိရင်တွင်းကိုပေးကုန်ကတကိုးပဲရှိခဲ့တာဆိုတော့ ပြဒီချန်ပီယံလိပွဲစဉ်10ပွဲမှာဆိုလို့ရှိရင်ဒါမှဂိုးခွင့်ပြောမှုမြုံထားတာနှစ်ဂိုးပဲရှိခဲ့တာဒီအစကနေစပြီးရွတ်မယ်ဆိုလို့ရှိရင်ပေါ့နော်ဆိုတော့အင်တာမီလန်ရဲ့ခံစစ်ပိုင်းကတကယ်ကျစင်ကြီးတကယ်ကိုကောင်းမွန်နေတဲ့နေသားကြီးကြောက်ဖို့ကောင်းလောက်အောင်ကိုခံစစ်ကကောင်းနေတာသူတို့က test ကိုပဲလုပ်တယ်ဂိုးသွင်းတယ် transition တွေမှာသူတို့အားသာတယ်တရားဟုအကောင်းဆုံးတုံးချတယ်ဒီပုံစံကအင်တာမီလန်ရဲ့ပုံစံပဲဒီလိုပုံစံနဲ့တက်လာခဲ့တာတစ်ပတ်ကဘာစီလိုနာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘာစီလိုနာက high line defense နဲ့သူ့ရဲ့ attacking ကိုအရင်ကအသာပေးတဲ့အတင် အဲ့တော့ဒီနှစ်သိန်းရဲ့တွေးဆမှုကအရန်ကိုမှညိုင်းဆိုင်တယ်လို့ပြောရလိမ့်မယ်ဒါပေမဲ့ဒီပွဲစဉ်မှာတကယ်တမ်း twin goal တွေ group stage မှာပြန်ကြည့်မယ်ဆိုရှင် inter milan နိုင်ခဲ့တဲ့ပွဲစဉ်တွေပြန်ကြည့်မယ်ဆိုရှင်1-0 1-0အစားရှိသဖြင့် goal twin goal တွေကနင်းနေတာအဲ့ဒါလို့နင်းနေတဲ့အနေထားကနေပြီးတော့မှဒီ barcelona နဲ့ပွဲမှာချက်ချင်းတန်းပြီးတော့မှဒီစသချင်းမတွေကို twin goal ရတယ်နှစ်ကြောစလုံးမှာပြန်ကြည့်မယ်ဆိုလို့ရှင် inter milan က barcelona ကိုနှစ်ဂိုးပြတ်တည်းကြီးပဲအစောပိုင်းမှာဥဆောင်နိုင်ခဲ့တာဆိုတော့နှစ်ဂိုးပြတ် နှစ်ကိုပြည့်ဆိုအနေထားကဘလူအသင်းအတွက်မို့ဆိုချန်ပီယံလိလိုနေထားမျိုးမှာပြန်လာနိုင်ဖို့တော့ခက်ခဲတယ်။ဒါပေမဲ့အဲ့ဘာစီလိုနာကပဲအဲ့ဒီ twin ကိုနှစ်ကိုစလုံးကိုပြန်လဲလိုက်မိခဲ့တယ်လို့သူတို့ရဲ့ attacking power ကိုပြသနိုင်ရဲ့။အဲ့ attacking power ကိုပြသနိုင်တဲ့နေရာမှာလဲအဓိကတိုက်စစ်မှုဖြစ်တဲ့လေဝန်တော့စီးတော်ပါခဲ့တာမဟုတ်ဘူး။ဆိုတော့ဒီအားကဘာကြောင့်မလို့အကောင်းဆုံးဖြစ်ရတာလဲဆိုတော့ဒီလောက်ဆိုလို့ရှိရင်ရှင်းစင်မှုတော့လုံလောက်လိုက်မယ်လို့ထင်တယ်။ Okay ။ ဲ့တော့ကျွန်တော်တို့ရဲ့အထုံးစံအတိုင်းပဲပွဲအတွင်းမှာရှိနေတဲ့ tactic တွေနဲ့ strategy တွေကိုအရင်ဆုံးပြောကြရအောင်ဆိုပထမအဆုံးပြောရမယ်ဆိုလို့ရှိရင်နှစ်ပင်းစလုံးရဲ့အနေအထားကိုပြန်ပြောမယ်ဆိုလို့ရှိရင်ပထမအကြော့ကနေစပြောရလိမ့်မယ်ဒီပထမအကြော့ကိုစပြောမှသာလင်းကိုနှစ်ပင်းစလုံးရဲ့ဒီကစားတဲ့ပုံစံ strategy တွေပြီးတော့လို့ရှိရင်ဒီအသင်းရဲ့တွားမဲ့ဟန်ပန်တွေကိုကက်ရှာလိုက်မီနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ယူဆတယ်ဆိုတော့ okay ဒီနှစ်သင်းမှာဆိုလို့ရှိရင်ဘာစီလိုနာဆိုတာက 433ကိုအဓိကတည်တာပြီးတော့လို့ရှိရင် Inter Milan ဆိုတော့က352ကိုအဓိကတည်တဲ့အသင်းဒါအပြင်ကို Inter Milan မှာဆိုလို့ရှိရင် midfield line မှာ defensive midfielder စစ်စစ်ကစားသမားလုံးဝမပါတာကိုတွေ့ရလိမ့်မယ်ဆိုတော့ပထမဆုံးမှာပြန်ကြည့်မယ်ဆိုလို့ရှိရင် ဘာစီလိုနာအတင်းကအထောင်တိုက်ဆက်မှုသူတို့ရဲ့ဒီလင်ဝဒေါစကီမပါနိုင်တဲ့အတွက်ကြောင့်မလို့ဖရန်တော့စ်ကိုတုံးတယ်။တုံးပြီးတော့မှအိုလိုမိုကအဓိကပြင်ရှေ့ကိုတောင်မျိုးတက်လိုက်တယ်။ဆိုအိုမိုတက်လိုက်တဲ့ချိန်နေသားမှဆိုလို့ရှိရင်ဘာစီလိုနာကဒါမျိုးတိုက်ဆက်ဆင်ရနိုင်မယ်။ Okay ။တာမန်လိုအတင်းဆိုတော့ကိစ္စမရှိဘူး။ဒါပေမဲ့ဒါကအင်တာမီလာနောက်တန်း9ရောက်ထားပြီးတော့မှဆော်လိရှိတဲ့အတင်း။အဲ့တော့နောက်တန်း9ရောက်ဆိုတဲ့ block ကိုဖြည်နိုင်ဖို့အတွက်ကဒီနောက်ွယ်မှာပါဝင်လာတဲ့ full back ကစားသမားတွေကအရေးပါလာတယ်။ဆိုတော့ဒီလို full back ကစားသမားတွေနဲ့တိုက်ခိုက်တဲ့ တိုက်လိုက်တဲ့အချိန်မှာတို့ရှိရင်ဘာစီလိုနာရဲ့ attacking phase ကဒါမျိုးပုံစံဖြစ်သွားတယ်။ဆိုတော့316တခါတည်းမှာတို့ရှိရင်လည်းဒီလိုမျိုးပုံစံဖြစ်သွားလိမ့်မယ်။ဆိုတော့တိုက်စစ်ကအရန်ကမှလုံများတယ်ပေါ့။အဲ့တော့ဒီဟာကို Inter Milan ကရင်ဆိုင်နိုင်မှုအတွက်ကသူတို့ရဲ့ block ကိုလုံးဝချစ်ချစ်လက်လက်နဲ့တိစောက်ရတော့မယ်။အဲ့တော့နှစ်တင်းစလုံးရဲ့ကစားကွက်အနေထားကိုပြန်ပြောကာကဒီရဲ့ အသင်းတွေရဲ့ကစားသွားတဲ့အနေအထားကိုခြုံငုံကြည့်စေနိုင်ဖို့ဒါပေမဲ့တကယ်နဲ့အင်တာမီလန်ကပထမဆုံးမှာဆိုလို့ရှိရင်စောစောစီစီဂိုးရရှိခဲ့တာအင်တာမီလန်ရဲ့ရရှိခဲ့တဲ့ဂိုးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ပထမအစောဆုံးမှာတင်မယ်ဘာစီလိုနာရဲ့ high line defense တောင်မလို့ပြီးခဲ့ရတာဒါကပထမအချုံမှာဆိုတော့ဘာစီလိုနာရဲ့ high line defense တောင်မလို့အင်တာမီလန်အနေနဲ့စောစောစီစီဂိုးရခဲ့တယ်ချန်ပီယံလိတမိုင်းနှဲမှာတောင်မှဒါကအစောဆုံးဂိုးထဲမှာပါတယ်ပွဲချိန်မိနစ်အာစက္ကန့်30လောက်မှာ တင်ကိုပဲဂိုးပေါက်သေးကိုဘောလုံးကရောက်သွားခဲ့ပြီ ဆိုတော့ဒီရဲ့ twingo ကတကယ်ကိုမှဘာစီလိုနာရဲ့ defense line highline defense ကို inter milan ဘလို့ကြော်ဖြတ်မလဲဆိုတာကိုအကောင်းဆုံးဖြေဖြစ်ခဲ့တယ်ဒါပြီးရဲ့အချိန်မှာ inter milan ကဆက်လက်ပြီးတော့မှဒီ space ကနေပြီးတော့မှဂိုးရသွားခဲ့တယ် space ကနေဂိုးရတဲ့နေသားကလည်းသူတို့အတွက်တကယ်ကိုမှကောင်းမွန်တဲ့နေသားပဲဆိုတော့ပထမအကြော့မှာဆိုလို့ရှိရင် inter milan ကစစချင်းမှာဂိုးရတယ်ပြီးတော့ space ကနေဂိုးရတယ်ဂိုးရတဲ့အချိန်မှာဆိုလို့ရှိရင် barcelona ကဘောလုံးကိုကင်ထားရပြီး ဘာလို့လဲဆိုတော့အင်တာမီလန်ကပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာဘောလုံးကင်ထားလေးရှိတဲ့အတင်းမျိုးမဟုတ်ဘူးအဲသူတက်အင်အားနည်းတဲ့အတင်းတွေဆိုလို့ရှိရင်ပေါ့နော်ပုံမှန်အားဖြင့်အင်တာမီလန်ကဘောလုံးကင်ပြီးတော့မှ position နဲ့ play ဒီ position play ကိုကစားနေလေးရှိတဲ့အတင်းမျိုးမဟုတ်ဘူးဆိုတော့ဘာစီလိုနာကဘောလုံးကင်ပြီးတော့မှအင်တာမီလန်ကိုတိုက်စစ်ဆင်ရတော့မယ်ဆိုတော့အဲ့လိုတိုက်စစ်ဆင်တဲ့အနေထားရောက်တဲ့အချိန်မှာကစားကွက်တွေကစကားပြောလာတယ်။ဒီမှာဆိုလို့ရှိရင် Inter Milan ရဲ့ defensive face ကိုတွေ့ရတယ်။ Inter Milan defensive face မှာဆိုလို့ရှိရင်ကျွန်တော်တို့အမ် fight 3-2ဆိုတဲ့ defensive phase ကိုအဓိကတင်ဆိုတော့352ကိုတုံးတဲ့အသင်းနေတိုင်းကတော့ဒီလိုပုံစံမဲ့ defensive phase ကိုတည်ကြမှာပဲ။ဘာလို့လဲဆိုတော့ transition ကူးပြောင်းကရမ်းမြန်တာကိုအဲ့ဒီထားမှာရေးပါလာတာကဒီ defense line ကကစားသမားတွေ။ defense line ကကစားသမားတွေအနေနဲ့လိုအပ်တဲ့ချိန်မှာလိုအပ်တဲ့နေသားကိုတတ်နိုင်ဖို့အတွက်လိုအပ်တယ်။ဘာလို့လဲဆိုတော့ Barcelona က attacking line တစ်ခုလုံးမှာတို့လို့ရှိရင်ဒီကစားသမားတွေရှိတဲ့အချိန်မှာဆိုလို့ရှိရင်ဒီမှာ Olmo နဲ့ Jamel ကိုပြီးတော့လို့ရှိရင် Conde ကိုလာမယ်ဆိုလို့ရှိရင်ဒီနေသားကို handle လုပ်နိုင်ဖို့အတွက်က inter milan မှာ defenses အားပါတယ် defense အားတန်တယ် midfield ကတော့မပါဘူးအဲ့တော့ inter milan ကဘာလုပ်တယ်လဲဆိုတော့ olmo ကို bastonia ကလိုက်တယ် lamaya mel ကို di marco က1 on 1 marking ယူလိုက်တယ်ဆိုတော့အဲ့လိုလောလိုက်တဲ့အတွက်ကြောင့်မလို့လေဘာစီလိုနာအနေနဲ့ဘောလုံးက wide area တွေမှာပဲကင်ထားရုံတော့ပဲရက်တက်နိုင်တော့တယ်ဆိုတော့ဘာစီလိုနာကစားဟန်အနေထားကိုဒီမှာဆိုလို့ရှင်တွေ့ရလိမ့်မယ်ဆိုတော့ midfield line 3ယောက်မှာဆိုလို့ရှင်အဓိကအားဖြင့်ဦးမိုးကပဲဒီတိုက်ဆက် line ကိုအဓိကကူပြောင်းတာ ဒီမှာဆိုလို့ရှိရင်ဘောလုံးကခွန်တရင်းနေနဲ့ယမန်စီကိုဒါရိုက်ပေးလိုက်လို့ရတယ်ဆိုပေမဲ့မပေးဘူး။ဘာကြောင့်လဲဆိုတော့ဒီနောက်မှာဘက်စတိုနီကလိုက်ပြီးတော့မှအော်မိုကိုမာကင်ယူထားတဲ့အတွက်ကြောင့်မလို့တကယ်လို့ဒါဒီနေသားတစ်ခုမှာဒီမှာအော်မိုကပေးလိုက်တဲ့နေသားရောက်ပြီးဆိုလို့ရှိရင်လမယာမဲလို့စီကလာဘောလုံးထွက်လာပြီးဆိုလို့ရှိရင်ချက်ချင်းတိုင်းမျိုးမှာဒီမှာအော်မိုက DS space တဲကိုပြေးဝင်သွားနိုင်ခဲ့ပြီ။အဲ့တော့ဘာစီလိုနာအန်ကဲအတေကတိုက်ဆက်ကတော့အင်တာမီလန်ရဲ့ဒီမစ်ဖီးလိုင်းနဲ့ဒီဖန့်စ်လိုင်းနဲ့ကြားက space တွေကိုပုံနိုင်တဲ့မြောက်ပုံအောင်လုပ်ဖို့အတွက်ပဲ။ဆိုတော့ ဘာစီလိုနာကအဲ့တလိုကစားတယ်ဘာစီလိုနာကအင်တာမီလန်ရဲ့နှစ်ဒီနှစ်ကိုပြတ်ဥဆောင်မှုကိုလိုက်မိနိုင်ဖို့အတွက်အဲ့တလိုနေသားကိုတုံးပြူတာဒါပေမဲ့တခါတည်းမှာကစားကွက်တွေမဟုတ်ဘဲနဲ့ individually အရာရေးပါလာတဲ့အခိုက်အတန့်နေရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ဒီလိုနေသားမျိုး okay အင်တာမီလန်က defense ကိုပဲအသာပေးနေတာအင်တာမီလန်ကအာသူတို့ရဲ့ကစားကွက်ဖြစ်တဲ့3အဲသူတို့ရဲ့ကစားကွက်ဖြစ်တဲ့532ကိုပဲ defensive phase မှာတည်ထားတဲ့ချိန်မှာဆိုလို့ရှိရင် DL block ကိုဖြုတ်ပြဖို့အတွက်က ဘာစီလိုနာအနေနဲ့လုပ်နိုင်တာက wide area နဲ့ crossing ပြီးတာလောက်ပဲဆိုတော့အဲ့လို crossing ပြီးတာကဘာစီလိုနာရဲ့ကစားကွက်အနေထားမှာအဓိကကြားတဲ့အနေထားမဟုတ်ဘူးဘာစီလိုနာကဒီ Inter Milan ရဲ့ defense line နဲ့ midfield line နဲ့ဂျားလေးက space ကိုကျင်းအောင်လုပ်ချင်တာအဲ့လိုကျင်းအောင်လုပ်ဖို့အတွက်ကစားသမားတွေရဲ့ individual quality ကရေးပါလာတယ်အဲ့ဒီရဲ့ individual quality ကိုလည်းရမိုင်းရမဲကပထမဂိုးမှာပြသသွားနိုင်ခဲ့တယ်ဒီမှာဆိုလို့ရှိရင်တွေ့တဲ့အချိန်မှာရမိုင်းရမဲအနေနဲ့ DS space တွေကိုတုံးဖို့တော့ဂျူစားနေတဲ့အချိန်မှာ Olmo ရဲ့ပေါင်ပတ်သက်မှုကရေးပါလာတယ်။ Olmo ရှိနေတဲ့အတွက်ကြောင့်မလို့ Bastoni ကရှေ့ကိုမတက်ရဲဘူး။ Mikita Ran ကိုရိုင်းကလည်း defenses မှာအရန်အားတန်တဲ့ midfielder ကစားသမားမျိုးမဟုတ်ဘူး။အဲ့ဒီထားမှာလမားရောင်းမဲ့အနေနဲ့ဒီမှာ9ယောက်လောက်ကြီး marking ဖက်တဲ့ဂျာတွေကနေပြီးတော့မှပထမအဦးဆုံးတော့ခြေပါကိုတွင်းသွားနိုင်ခဲ့တယ်။ဒါအပြင်ကိုဒုတိယမြောက်ကို ဒုတိယနဲ့ဂိုးမှာဆိုလို့ရှိရင်ပုံစံတူပဲဒါပေမဲ့ဒီနေရာမှာကွဲသွားတာကဒီမှာ Olmo ရှိနေတဲ့အတွက်ကြောင့်မလို့ Bastoni က Olmo ကိုပဲ marking ယူလိုက်တယ်ယူလိုက်တဲ့အချိန်မှာတာမန်အားဖြင့်ဆိုလို့ရှိရင်တော့ Pedri အနေနဲ့ Conte ရဲ့ပြီးတော့လို့ရှိရင် Romagna မှာပတ်ချံကိုပေးရမယ်ဒါပေမဲ့ဒီဘက်ချမ်းမှာပြန်ကြည့်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင် Rafinha ကတော်တော်လေးကိုမှနေရာယူကောင်းတာကိုတွေ့ရလိမ့်မယ်ဆိုတော့ Rafinha ရဲ့ behind the run နောက်ကနေပြေးတဲ့ပုံစံကနေပြီးတော့မှပဲ Torres ကနေရာရတယ်ဒီရဲ့ဟာကိုပဲပိတ်သွင်းပြီးတော့မှ Barcelona ကတူးစီးဆိုတဲ့အရှုံးကိုတူးတူးဆိုတဲ့အနေထားနဲ့ပြန်လာနိုင်ရဲ့ ဆိုတော့ဒါပြီးရဲ့အချိန်မှာတော့အင်တာမီလန်ကဆက်ပလေးကနေပြီးမှနောက်ထပ်တစ်ချိန်3-2ဖြစ်စီမဲ့ဂိုးကိုသွင်းသွားနိုင်ခဲ့တယ်။အဲ့တော့ပြောလို့ရှိရင်အင်တာမီလန်ကပထမအချုပ်မှာဂိုးရရနေတာခါပထမဆုံးကိုသူ့ရဲ့ transition ကနေရတယ် transition ကနေ transition phase ကနေရတယ်ပွဲစားစားချိန်မှာမထင်မထားတဲ့နေသားကနေရတယ်ဒုတိယမြောက်ကို sub play ကနေရတယ်တတိယမြောက်ကို sub play ကနေရတယ် open play ကနေပြီးမှတွင်ကိုရခဲ့တာကပထမဆုံးတကူပဲရှိလိမ့်မယ်ဆိုတော့ barcelona ရဲ့တတိယမြောက်ကိုကလည်း sub play ကနေရတယ် တော့ဒီမှာတွေ့ရတဲ့အချိန်မှာ supply ကနေပြီးတော့မှလမယာမဲခွာပေးလိုက်တာကို Rafinha ကလမ်းကန်ပြီးတော့မှပဲဒီရဲ့ပထမအကြော့3 3ဆိုတဲ့ကိုပွဲကပြည်စုံသွားစီရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ယူးလေးပဲစဉ်းစားကြည့်လိုက်။ပွဲတစ်ပွဲမှာ twin goal တွေကျွန်တော်ဘယ်လောက်များများမြင်ရမှာလဲ။ Okay မြင်ရတဲ့ twin goal တွေကတော့ပုံစံစုံနိုင်ရဲ့လား။ဆိုတော့ပထမအကြော့မာတင်ကိုဘာစီလိုနာရဲ့ twin goal 3 goal ဆိုတော့ကိုပြန်ကြည့်မယ်လို့ရှိရင်ပထမ2 goal ကစားကွက်ကနေရတယ် player individually player individual ကနေပြီးမှရတယ်ဒါအပြင်ကိုဒီကစားကွက်အပေါ်မှာသူတို့ရဲ့ဒီဘာစီလိုနာရဲ့ကစားကွက်အပေါ်မှာဂျုံကြည်မှုကစားကွက်အပေါ်မှာအာပုံဖော်နိုင်မှုဒါတွေကနေပြီးမှခိုးရခဲ့တတိယမြောက်ကို sub league ကနေရတယ်ဆိုတော့စုံနေလို့ပြောလို့ရတယ် Inter Milan သူတို့ရဲ့ပုံစံအတိုင်းပဲအာ transition phase တာပြီးတော့ရှင်ဒီမကြုံနိုင်ကြကောင်းလောက်တဲ့ဒီလိုမျိုးအ мян နှုံးနဲ့ရသွားတဲ့ goal ဒါအပြင်ကိုနောက်ထပ်နှစ်ကိုကြည့်လိုက် supply ဆိုတော့ပုံစံစုံနေလို့ပြောလို့ရတယ်ဒီလိုနဲ့ပထမအကြော့က3 3နဲ့ပြီးသွားခဲ့တာဆိုဒုတိယအကြော့ဒုတိယအကြော့ရောက်တဲ့ချိန်မှာတော့ဘာစီလိုနာကဒီဟာအတွက်ပုံပြောမှာပြင်ဆင်လာခဲ့တယ်လို့ပြောရလိမ့်မယ်ဒုတိယအကြော့မှာဆိုလို့ရှိရင်နှစ်သင်းစလုံးရဲ့ supply goal တွေကိုကျွန်တော်တို့မမြင်ခဲ့ရဘူးဒါပေမဲ့ဒုတိယအကြော့မှာပြည်ဆောင်သွားစီတာကဘာလဲဆိုတော့ Inter Milan ကပထမအကြော့အတိုင်းပဲဘာစီလိုနာကိုနှစ်ဂိုးပြည့်ဦးဆောင်လိုက်တာပဲဘယ်သူမှထင်မှတ်ထားမှာမဟုတ်ဘူးဒီရဲ့ပုံစံကြီးက ။ Okay ပထမအကြိမ်မှာတော့33နဲ့ဘာစီလိုနာကပြန်လာနိုင်ခဲ့။ဒုတိယအကြိမ်မှာတော့ထပ်ပြန်လာနိုင်ပါအောင်မလားဆိုပေမဲ့ mindset ကပြဿနာတွေကိုရောက်လာတာ။အဲ့နေထားမှာလဲဘာစီလိုနာကထပ်ပြီးအောင်မပြန်လာနိုင်ခဲ့ပြန်တယ်။ပြန်လာနိုင်ရင်လည်းမကပဲနဲ့သူစည်းဖြစ်နေအနေထားကနေဘာစီလိုနာက2-3ဖြစ်အောင်ကိုဥဆောင်နိုင်ခဲ့တယ်ရာ။အဲ့လို2-3ဦးဆောင်သွားနိုင်တဲ့အချိန်မှာဘာစီလိုနာကပွဲချိန်80နဲ့မှ10မိနစ်လောက်ရှိနေပြီ။အဲ့နေထားမှာအင်တာမီလန်အသင်းကရောပြန်လာနိုင်မလားဆိုပြီးမေးခွန်းကပြန်ဖြစ်လာပြန်ရော။ အဲ့ဒီအင်တာမီလန်အသင်းပြန်လာနိုင်ပါမလားဆိုရင်မိကုန်ခီသွားတာကအာစာပြီးကင်စာယောဂါနဲ့ရုံးကန်ခဲ့ရတဲ့ကစားသမားဒီကစားသမားတယောက်ကအင်တာမီလန်ကိုဒီရာသီမှာချန်ပီယံလိဖိုင်နယ်ကိုတက်စီနိုင်မဲ့အရေးပါတဲ့ခြေပါကိုသွင်းယူသွားနိုင်ခဲ့တယ်။ဒါဒီကပဲအလှပဆုံးသောဒီပွဲစဉ်ကိုပေါ်မှာပရိသတ်တွေစိတ်ဝင်စားမှုအမြင့်ဆုံးသောအနေနဲ့ဖြစ်လာခဲ့တာပဲ။အဲ့တော့ဒီရဲ့ twin goal တွေကိုပြန်ကြည့်မယ်ဆိုလို့ရှင်ပထမအောင်ဆုံးသောအနေနဲ့ညင်ကမာကပါလဲဆိုတော့ အင်တာမီလန်ကသူတို့ရဲ့လုပ်ကိုသူတို့ကောင်းကောင်းလုပ်နေရဆိုတာပဲ။ဥပမာအားဖြင့်အင်တာမီလန်ပထမဆုံးသောတွင်ကိုရတဲ့ဒီဒုတိယကြော့ရဲ့ပထမဆုံးသောတွင်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အင်တာမီလန်ရဲ့အားသာတဲ့ transition phase ကနေပဲရလာခဲ့တာ။ဒီမှာဆိုလို့ရှိရင် transition phase ကနေပြီးတော့မှအင်တာမီလန်နဲ့ဘောလုံးတန်းရတဲ့အချိန်မှာဆိုလို့ရှိရင်ပထမဆုံးသောဥဆောင်ကိုကိုမာတီနက်စ်ကတွင်ယူသွားနိုင်ခဲ့တယ်။ Okay ဒုတိယမြောက်ဂိုးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း အာထုတ်တူတိုင်းပဲ transition phase ကနေပြရသွားခဲ့ဘာစီလိုနာအနေနဲ့ဒီမှာဆိုလို့ရှိရင်တို့ရဲ့ကစားကွက်ပုံဖော်မှုတိုင်းကိုကစားကွက်ပုံဖော်ထားတယ်ဒီနေသားမျိုးမှာ high line defense ကိုတင်ကစားရနေတာတခုမှအမားလို့လို့မရဘူးဒါပေမဲ့ inter milan ဆိုတာကလည်း present နဲ့ပြီးတော့လို့ရှိရင်ဒီကစားသမားတွေက man to man marking နဲ့ zone နဲ့ marking နဲ့ဒါတွေကိုကကုန်းကျွမ်းကျင်နေတဲ့အနေထားတခုမှဘောလုံးကချက်ချင်းပြတ်တယ်ပြတ်တဲ့အနေထားတခုမှ inter milan ရဲ့ဒီ present shape ကိုကကုန်းမြင်ရလိမ့်မယ်ဒီမှာဆိုလို့ရှိရင်အာ င်တာမီလန်ရဲ့ present ပေးထားတဲ့ပုံစံကိုမြင်ရလိမ့်မယ်အာဘာစီလိုနာအနေနဲ့ဘောလုံးကင်ထားတဲ့အနေထားကမှအင်တာမီလန်ရဲ့ present ကဒီမှာတွေ့ရတိုင်းပဲဝင်းဘက်ကသာသမာကိုတိုင်းကမှရှေ့တက်ပြီးမှ present ပေးတယ်မစ်ဖီကသာသမာ၂ယောက်စလုံးကလည်းဒီနေရာမှာရှိနေတယ်ဆိုတော့မီကီဒါရန်တစ်ယောက်ကပဲဒီမှာသလိုရှင်တစ်ယောက်တည်းကျန်နေတာကိုတွေ့ရလိမ့်မယ်ဆိုတော့ဒီမစ်ဖီမှာမီကီဒါရန်ကတကယ်တမ်းဆိုလို့ရှိရင်ဒီရှေ့မှာရှိနေတဲ့ဒီကြောင်းစီကိုတွားပြီးတော့မှ marking ယူရမှာဒါပေမဲ့ မီကီဒါရန်နေနဲ့မယူဘဲနဲ့ဒီမစ်ဖီးလန်းကို cover လုပ်ဖို့အတွက်စဉ်းစားခဲ့လေဒီရဲ့ဆုံးဖြတ်မှုကပဲမှန်ကန်ခဲ့တယ်လို့ပြောရလိမ့်မယ်ဒီမှာဘောလုံးပြန်ထွက်လာတဲ့အချိန်မှာတို့ချင်းမီကီဒါရန်ကအလွတ်ကြီးဖြစ်နေပြီဆိုတော့မီကီဒါရန်ဘောလုံးရတဲ့အချိန်မှာချက်ချင်းတမ်းမျိုးမှာပြီးလိုက်တယ်ပြီးလိုက်တာကိုကျွန်တော်တို့ဒီမှာမာတီနက်စ်ကဆွဲဖြတ်ဖို့မာတီနက်စ်ကတွင်းဘောကြိုးစားနေတဲ့အချိန်မှာတို့ချင်းကျူဗာစီကနေပေါ်မှာ slide ထိုးလိုက်တယ် အဲ့ဒီနေတာကဘောလုံးကိုထိရတယ်လို့ပြောလို့ရတယ်ဒါပေမဲ့လည်း DS Lag ကပိန်နတီဖြစ်သွားခဲ့တယ်ပိန်နတီဖြစ်သွားတဲ့အချိန်မှာတော့ Inter Milan ကတိုးစိတ်ဆိုတာရလတ်မျိုးနဲ့ဘာစီလိုနာကိုဥဆောင်သွားနိုင်ခဲ့တယ်အဲ့ဒါပြီးတဲ့အချိန်မှာတော့ဘာစီလိုနာကပြန်လာနိုင်ဖို့အတွက်ပထမအကြော်တုန်းကအတိုင်းပဲဘောလုံးကင်ပြီးတော့မှ wide overload တွေနဲ့အတူတူပဲအဲဂိုးသွင်းဖို့အတွက်ကြိုးစားလာရပြီဆိုတော့ okay ဒီမှာဆိုလို့ရှိရင်ဘာစီလိုနာအသင်းရဲ့ကစားကွက်ပုံဖော်သွားတဲ့အနေအထားတစ်ခုကိုမြင်ရပါလိမ့်မယ်။ဆိုတော့ကစားသမားတွေအကုန်လုံးက defense line မှာရှိနေတဲ့ကစားသမားတွေအကုန်လုံးကရှေ့ကိုလိုက်တက်လာတယ်။တက်လာပြီးတော့မှ midfield line မှာဆိုလို့ရှိရင်ဒီမှာတွေ့တဲ့အချိန်မှာဆိုတော့ midfield line မှာဘောလုံးကိုင်နေတဲ့အနေအထားကအဓိကပြဿနာမဟုတ်ဘူး။ဘာလဲဆိုတော့ Inter Milan ရဲ့ဒီ defenses block ကိုဖြေနိုင်ဖို့အတွက်အရေးပါလာတာကဝင်းဘက်ကစားသမားတွေ။ဒုတိယကြိုးမှာဆိုလို့ရှိရင်ဘာစီလိုနာအတွက် Conte မပါဝင်နိုင်ဘူး။ဒါပေမဲ့လည်းဒီအစားဝင်နဲ့ ွန်တီနီယာမှာကစားခဲ့တဲ့ကစားမဖြစ်တဲ့ Eric Garcia ကအကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်ပေါ့နော်။ဆိုတော့ဒါကလည်းသူ့ရဲ့ Twin Go ကြောင့်ဆိုတာထက်သူ့ရဲ့ဒီကစားကွက်အပေါ်မှာအကောင်းဆုံး point ပတ်သက်နိုင်မှုလို့ပြောရလိမ့်မယ်။ဒီမှာသလို့ရှိရင် Lamine Yamal ကို Lamine Yamal ကို Rafinha ကိုကအတွင်းထဲဝင်နေတဲ့ချိန်မှာဝိမက်ကစားသမားတွေက white area မှာရှိနေတာကိုတွေ့ရလိမ့်မယ်။ဒါကပါကြောင့်လဲဆိုတော့ Inter Milan ရဲ့ block ချက် အနမီယန်ဘလော့ကို numerical advantage လုပ်နိုင်ဖို့တော့ကဝင်ဘက်ကသမားတွေတက်ကိုတက်မှရလိမ့်မယ်ဆိုတော့အဲ့အနေထားအတွက်ဘာစီလိုနာကတက်တယ်တက်ပြီးတော့မှဒီရဲ့အနေထားကနေပဲဘာစီလိုနာအနေနဲ့ကျွန်တော်တို့အာပထမအောင်ဆုံးတော့ခြေပါကိုကိုသွေးကနိုင်ခဲ့တယ်ပီပရဲပေးပို့မှုဒီကနေပြီးတော့မှတောင်မန်ကနေပြီးတော့မှအာ crossing ပေးမှုကိုအရက်ကာစီကာကနေပိတ်သွင်းပြီးတော့မှอืม2-1ဖြစ်စင်မဲ့ကိုကိုသွေးသွားနိုင်ခဲ့တယ်ဒါပြီးရဲ့အချိန်မှာတော့ဘာစီလိုနာကနောက်ထပ်တစ်ချိန် ထို့အတူတိုင်းပဲ crossing ကနေပဲဖြတ်တင်ပြီးတော့မှပဲကျွန်တော်တို့တွင်ကိုရယူနိုင်ဖို့အတွက်စူးစမ်းနိုင်ခဲ့တယ်နှစ်ခုတွင်ကိုနှစ်ခုစလုံးမှသလိုရှိရင် crossing ပေးပို့ခဲ့တဲ့ကစားသမားက Martin ဖြစ်တာကိုတွေ့ရလိမ့်မယ်ဆိုတော့ဒီကစားသမားရဲ့ crossing တွေကဒီဒူရီယာကျော်မှာတော့ရေးပါလာခဲ့တယ်ဆိုတော့ဒီနေသားကနေပြီးတော့မှ Barcelona ကတူးတူးဖြစ်စင်မဲ့ကိုသွင်းသွားနိုင်ခဲ့ဒါပြည့်အချိန်မှာတူးတူးဖြစ်စင်မဲ့ကိုတူးတူးဖြစ်စင်မဲ့ကိုက Barcelona အတွက် transition phase ကနေလာတာ transition phase ကနေလာတဲ့အနေအထားတခုမှာ rafinha အနေနဲ့ပထမအာကန်ချက်မှာကလေးကအဆုံးသတ်နိုင်တင်တယ်ဒါပေမဲ့အဆုံးမသတ်နိုင်ခဲ့ပေမဲ့လေဒုတိယကြောင့်ဒုတိယကန်ချက်မှာတော့အကောင်းဆုံးဆုံးသတ်နိုင်ခဲ့တယ်ဒီမှာတွေ့တဲ့အတိုင်းပဲ2 3ဖြစ်သွားတဲ့အချိန်မှာဘာစီလုံးနာက80နဲ့မှ9မိနစ်အောင်ဝဲခံရနေပါနေဆိုလို့ရှိရင်88မိနစ်လောက်ကြော်နေပြီအဲ့ဒီဒါတခုမှာ inter milan ပြန်လာနိုင်မှုဆိုတော့တော်တော်လေးကိုခတ်တယ်ဒါပေမဲ့ inter milan အသင်းကစားသမားတွေရဲ့ mentality ကလုံးဝကျမသွားတာကိုမြင်ရလိမ့်မယ်။တော်တော်လေးကိုမှမြန်မြန်ဆန်ဆန်ကိုတက်လာခဲ့တယ်။ပြောလို့ရှိရင် mental ကိုအမြင့်ဆုံးမှထားနိုင်ခဲ့တယ်လို့ပြောရလိမ့်မယ်။အဲ့ဒါလိုအမြင့်ဆုံးမှထားနိုင်ခဲ့လို့ကောပွဲတိုင်းနိုင်တလားဆိုလို့ရှိရင်တော့အဲ့လိုလည်းမဟုတ်ပြန်ဘူး။တစ်ဖက်ချမ်းမှပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘာစီလိုနာကသူတို့အနေနဲ့ဥဆောင်မှုရရှိထားသည့်တိုင်အောင်သူတို့ရဲ့ highline defense ကိုလုံးဝမဆွံ့လွတ်တော့တရားလိမ့်မယ်ဒီမှာသလို့ရှိရင်ပွဲပြီးဖို့အတွက်ဘလောက်မှမလိုတော့ဘူးအဲ့ဒီနေရာတခုမှာတာမန်အတင်းတင်းဆိုလို့ရှိရင် defense မှာပဲလုံးဝ နေတော့မဲ့အနေထားတစ်ခုဘာလဲဆိုတော့ဗျာ you level စဉ်းစားကြည့်လိုက် inter million အသင်းကဘောလုံးကင်ထားလေးရှိတဲ့အသင်းမျိုးမဟုတ်ဘူး transition ကနေပဲအသားပေးလေးရှိတဲ့အသင်းမျိုးအဲ့ဒါလိုအသင်းမျိုးကိုကိုကဥဆောင်ထားနိုင်ပြီဆိုလို့ရှိရင် defense မှာပေးလိုက်လို့ရှိရင် inter million အသင်းကရေရှည်မှာဆိုလို့ရှိရင်တော့ဖြည့်ချင်းချက်ရှာတွေ့နိုင်ဖို့အတွက်ခက်တယ်ဘာလဲဆိုတော့သူတို့ကတလို့အနေထားမျိုးကိုအမြဲတမ်းကြုံတွေ့နေဘူးမှာမဟုတ်ဘူးဒါပေမဲ့လည်းဘာစီလိုနာအသင်းကတော့ဒါကို high line defense နဲ့ပဲရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့တယ် ဲ့ဒီ high line defense ကပဲဒီမှာတို့ရှိရင်အာဘာစီလိုနာအသင်းကိုပြန်လာနိုင်ခြင်းနဲ့ဘာစီလိုနာအသင်းကိုအာ champion league ကနေရောမှထွက်စီခဲ့ရတဲ့အခြေအနေတစ်ခုဖြစ်သွားစေခဲ့တယ်ဆိုတော့ဒီနေ့ထားမှတွေ့ရတဲ့အတိုင်းဆိုတော့ဒီနေ့ထားကနေပြီးရောမှအာအစာဘီကနေပြီးရောမှ inter milan ကိုပြန်လာနိုင်ခြင်းမဲ့ကိုတွင်းသွားနိုင်ခဲ့တယ်။ဒါပြီးအချိန်မှာအချိန်ပုံမှာတော့ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပဲ inter milan ကနောက်ထပ်တကိုတွင်းယူပြီးတော့မှ ပိုင်တွေကိုထဲထဲတန်းတက်ရောက်သွားနိုင်ခဲ့တယ်ဆိုတော့ဒီပွဲစဉ်နှစ်ကြုံစလုံးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်နှစ်သိန်းစလုံးရဲ့ mentality ကတကယ်ကိုအမြင့်ဆုံးမှရှိနေခဲ့တာဒါအပြင်ကိုနှစ်သိန်းစလုံးရဲ့ background ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဘာစီလိုနာဆိုတာကတိုက်စစ်အကောင်ဆုံးဒီအာဒီမှာ champion league မှာတိုက်စစ်အကောင်ဆုံးပဲလက်ရှိချိန်ဒီအဲ final ပြီးသွားသည့်တိုင်အောင်ဒီ final inter milan နဲ့ psg ပွဲကံပြီးသွားသည့်တိုင်အောင်တိုက်စစ်အကောင်ဆုံးအတင်းကဘာစီလိုနာအတင်းဖြစ်နေအောင်ပါပဲဘာလို့လဲဆိုတော့ state area ပြန်ကြည့်မယ်ဆိုလို့ရှိရင်တွင်းကုန်းအများဆုံးအတင်းကဘာစီလိုနာပဲ ဲ့တော့ဘာစီလိုနာအသင်းနဲ့အင်တာမီလန်အင်တာမီလန်ဆိုလို့ရှိရင်လည်း defenses အကောင်းဆုံးနေထားအဲ့လိုနေထားကနေပြီးတော့မှ finality ကိုတက်လာတာဆိုတော့နှစ်သင်းစလုံးရဲ့ history background ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကလုံးဝထိတ်တိုက်တွင်းအဲ twin go twin go နေထားတွေကခက်ခဲမယ်လို့ယူဆကြနေရှိမယ်တကယ်တမ်းနှစ်ကြော်ပေါင်း twin go က73ကိုတော့ရှိခဲ့တာတော်တော်လေးကမများနေနေတာတခုအဲ့လို twin go 73ကိုရှိသွားတယ်ဆိုပေမဲ့လည်းဒီပွဲစဉ်ကိုပရိသတ်ရင်ထဲကိုရောက်လာစီတာကဘာလဲဆိုတော့ comeback တွေပထမကျော် inter milan က ငိုးပြက်ဥဆောင်နေဒုတိယကြောင့်မှလည်းငိုးပြက်ဥဆောင်နေအဲ့ငိုးပြက်စလုံးကိုပဲဘာစီလိုနာကပြန်လိုက်နိုင်ခဲ့တယ်။ဒါအပြင်ကိုပွဲချိန်88မိနစ်လောက်ရောက်နေတဲ့အချိန်မှာဘာစီလိုနာက2-3ဆိုတဲ့ရလနဲ့ပြန်လာနိုင်နေတဲ့အနေအထားတခုမှာအင်တာမီလန်ကလည်းနောက်ထပ်ကမ်းဘက်တစ်ခုထပ်ပြခဲ့တယ်။ဆိုတော့ဒီပွဲစဉ်ကဘာကြောင့်မလို့ဒီရာဒီချန်ပီယံလိမှာအကောင်းဆုံးပွဲစဉ်ဖြစ်နေရတယ်လဲဆိုတော့ကအဲ့ဒါကအဖြစ်ပဲကမ်ဘက်တွေကျွန်တော်တို့ပြည်သက်တွေမျိုးလင်းထားကြတာကရင်ခုန်ဆေးလှရှားစီရသည်ဒါအပြင်ကိုပွဲစဉ်တပွဲစဉ်နိုင်ခြင်းစီတိုင်းမှာ မမျော်လင့်ထားလာသည်အဲ့ဒါအပြင်ကိုစိတ်လှုပ်ရှားမှုတွေဒါတွေအများကြီးကိုဒီပွဲစဉ်ကပြီးနိုင်ခဲ့လို့ပဲပြောရလိမ့်မယ်ဆိုတော့ဒီပွဲစဉ်အတွက်နီးစနစ်ပိုင်းဆိုတာထက်ဒီပွဲစဉ်ကနီးစနစ်ပိုင်းရာအရန်ကြီးပြောနေလို့အရသာရှိရဲ့ပွဲမျိုးမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီပွဲစဉ်ကို just chill ဒီပွဲစဉ်မှာဘလို့ကစားခဲ့ကြရတယ်လဲအချိန်တိုင်းနီးပါးကဒီပွဲစဉ်မှာကစားခဲ့ကြတဲ့မိနစ်တိုင်းနီးပါးကတကယ်ကိုမှကြည့်လို့အကောင်းဆုံးသောအနေထားတစ်ခုပဲဆိုတော့ဒီပွဲစဉ်ကနီးစနစ်ပိုင်းရာ အရန်ကြီးဖုံးကွယ်နေရမယ့်နေသားမျိုးမဟုတ်ဘူးနီးစနစ်ပိုင်းရနဲ့တင်းစလုံးကသူတို့ကစားတတ်တဲ့ပုံစံတိုင်းကစားနေကြပုံစံတိုင်းပဲကစားတော့ကြတာပဲဒါပေမဲ့ကွာသွားတာကပါလဲဆိုကမ်ပတ်တီပြီးတော့လို့ရှိရင်မန်ဒလတီဒါတွေကပဲဒီပွဲစဉ်ကိုဒီရာသီချန်ပီယံလိဂ်ရဲ့အကောင်းဆုံးသောပွဲစဉ်တစ်ပွဲဖြစ်လာစေခဲ့တယ်လို့ပဲပြောမှာချက်ပါတယ်ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မှကိုစီကိုစီအာယူဆချက်တွေဒါအပြင်ကိုဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မှကိုစီကိုစီယုံကြည်မှုတွေကိုစီကိုစီခံစားခဲ့ကြရမှုတွေကိုကိုမမဝင်အောင်မျှဝေပြီးတော့ကြပါဆိုတော့ကျွန်တော်တို့ top 4 ပေါ်ကနေပြီးတော့မှနစ်စ်နဲ့ပိုင်းဆိုင်ရာတီးပြီးတော့လို့ရှိရင်ဘောလုံးပွဲစဉ်တွေနဲ့ပတ်သက်တာတွေကိုစတိုက်တင်ဆက်ပေးနိုင်ဖို့တော့ကြိုးစားနေပါတယ်အဲ့တော့အဲကျွန်တော်နောက်ထပ်တစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့